တခြားအခန်းတွေတော့ကြည့်စရာမလိုဒီခန်းထဲတွင်ဒီအင်ကိုဝယ်ရတာတန်းနေပြီတကယ်ကို ရုပ်ရှင်တွေကအတိုင်းစိတ်ကူးရင်ဆန်းဆန်းလေးတည်တည်ချာချာပုံပေါ်ထားတဲ့အင်္ဂလိပ်တလုံးဖြစ်ပါတယ်ဒီလို landscaping လေးတွေရောရေကုန်လေးတွေရောဒန်းလေးတွေရောနောက်ထပ်တစ်ချိန်ကျွန်တော်ယူခါနေအောင်ကြားရတဲ့အင်္ဂလိပ်တလုံးဖြစ်ပါတယ်အရန်ကိုတက်ပေတာပဲအာအလားဆင်ထားတာအသုံးပြုထားတာတွေကစဘာမှကိုပြစ်ပြောစရာမရှိခေါ်ထားတဲ့ဇင်းတော့က အခုကိုအသက်တော်လုံးနေပြီပြောရတဲ့နားရတောင်နည်းနည်းဥနေကျွန်တော်ကတော့ပြုံးလေးမြို့မှာရှိတဲ့ခိုင်မသေးချာမှန်ကန်တဲ့မြေလေးတွေနဲ့အိမ်လေးတွေကိုပဲအဓိကထားပြီးရောင်းချပေးနေတဲ့ဒေါက်တာစိုးမိုးဖြစ်ပါတယ်ခင်ဗျလှပတဲ့အရင်တလုံးပေါ်ကနေခံစားတဲ့ feeling ကိုဒီလိုအိမ်မှာပဲရတယ်ဆိုတာကတော်တော်ကိုသေးကြတယ်အနည်းနာမှလည်းကျွန်တော်တို့ဒါဟိုတယ်စုံလေးပြီးတော့ဒါကျွန်တော်တို့ villa တွေနောက်တစ်ခုကအရန်လှပတဲ့တောင်တန်းတွေနဲ့မြင်ရတဲ့ view ကိုဒီလိုစုဝေးထားတဲ့နေရာမှာတရှိတဲ့ အင်္ဂလိပ်တလုံးဖြစ်တယ်လမ်းပတ်ဆက်တော်ကြီးလည်းအရန်ကောင်းတယ်အဲ့တော့ဒီဘားကောင်တာနဲ့ကီတီဗီရုံးပါတာနဲ့ကိုဒီအင်ရဲ့ခေါ်ထားတဲ့ဈေးနှုန်းနဲ့အရန်ကိုတန်နေပြီဒီနေ့ကျွန်တော်မိတ်ဆွေတွေအတွက်တည်တည်ချာချာလေးရွေးချယ်ထားတဲ့မင်းမျိုးနဲ့လက်ဖက်တဲ့အင်္ဂလိပ်တလုံးကိုကျွန်တော်ကဒီနေ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ boss တွေရော JBN ဗျလုံးဝ JBN ပစ္စည်းကောင်းကောင်းတွေပဲတခြားအသုံးပြုထားတဲ့ lighting လေးတွေအားစား ဒီအိမ်လေးကလေလေကျွန်တော်ရောင်းပင်းနေကြအိမ်နေနဲ့မတူညီတဲ့ခြံကျဲကျဲပေါ်မှာတိတိကျကျတိဆောက်ထားတဲ့အရန်ကိုလှပတဲ့အိမ်လေးတစ်လုံးဖြစ်တယ်ပြုံးလေအရသာကိုခံစားရခြံလေးရဲ့ကျဲကကျွန်တော်တို့ဒါမျက်နှာစာက80ဖြစ်တယ်ဒီဘက်က190အများအောင်ကျဲတယ်အဲ့တော့ကျွန်တော်တို့ဒါပေး40 60လေးကွက်တွဲအနေထားမှာ တော်တော်လေးကိုကျဲတဲ့ချန်ကျကျပေါ်မှာတိဆောက်ထားတဲ့အရန်ကိုလှပတဲ့ split level လေးနဲ့တိဆောက်ထားတဲ့အင်ဒလုံးဖြစ်တယ်ဒီမှာဒီလိုပန်းဝအကြီးနဲ့စိုက်ထားတဲ့တပြေပင်ကြီးတွေရောပြီးတော့ဒီလိုနွယ်ပင်နင်းစီယုံလေးနဲ့ဒီလိုလေးထွက်ပြီးတော့မှမျက်ခင်းပြင်လေးမှာအေးစေးစေးလေးလမ်းလျှောက်အနားယူရတဲ့ feeling ဒီမှာကပကင်ရန်နာဖို့အတွက်အခုကကျွန်တော်ကရန်နာထားတဲ့ဒီခေါမိုးလေးနဲ့ဆိုရင်ဒါနှစ်စီးစေးစေးချားလေးရန်နာထားလို့ရနိုင်တဲ့အနေအထားဖြစ်အောင်ကျွန်တော်တိဆောက်ပေးထားလို့တွေ့မြင်ရမှာဖြစ်ပါတယ်မျက်နှာချက်ကဒါကျွန်တော်ဒါကျွန်း တက်သားအလှဆင်ထားတာအစအသေးစိတ်အသေးစိတ်အသေးစိတ်အနှုတ်စိတ်ကိုတသေးချာကျွန်တော်တို့ဖန်တီးတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ခနဲကိုလည်းကျွန်တော်ဒီလိုလေးလေကတိလေးနဲ့ spirit level လေးနဲ့ရောပြီးတော့ဒီလိုရင်းနှုံမြောင်းပုံစံအနေထားတွေရောစိုက်ထားတဲ့သီးပင်စားပင်ပန်းမှန်အဆုတ်အလင်ရောတသေးချာချာကိုပြီးပြည့်စုံတဲ့ဒါကျွန်တော်တို့ခြံကြီးတစ်ချံပေါ်မှာတည်ရှိတဲ့မင်းမြုပ်မှာတည်ရှိတဲ့အိမ်တလုံးဖြစ်ပါတယ်ခင်ဗျ။ပြုံးလင်မြုပ် vibe အရသာ အပြစ်အဝါကိုခံစားလို့ရရှိနိုင်တဲ့နေရာလေးတနေရာမှာတရှိတဲ့အိမ်လေးတစ်လုံးဖြစ်တယ်။ကျွန်တော်အရင်ကြားရတဲ့အချက်ကလေဒီလိုအိမ်ရဲ့ဒီလိုဝရန်နာမှာဆိုရင်တို့ပက်လေတိန်လုံးပက်လေနဲ့တိတိချာချာကိုကျွန်တော်တို့ဒါတိဆောက်ပိထားကိုတွေ့မြင်ရမယ်။တန်အလှတွေနဲ့ကျွန်တော်တို့ဒါရောရှက်ပြီးတော့မှအသုံးပြုပေးထားတဲ့ဒီလစ်ကော်ခွင်ရဲ့အနေထားအလှဆိုရင်လေ အရန်ကို အားကိုမှတ်မောစရာလှပတဲ့အနေအထားတစ်ခုကျွန်တော်ဒါဖန်တီးကြတာဖြစ်ဖြစ်ပါတယ်ခင်ဗျာလက်ကခွန်လေးတွေကလည်းကျွန်တော်ဒါပြည်ပြည်ပြည့်ပြည့်ရှိတယ်ပြီးတော့တက်တာအစစ်ကျွန်းအစစ်တွေပဲအသုံးပြုထားတော့တွေ့ရတယ်ပြီးတော့ဒီမှာ TV ဆင်လေးတွေရောပြီးတော့ဒီမှာ interior design လေးတွေကျွန်တော်ဒါမှန်ဗီဒီယိုလေးတွေအစတတိကျလေးကျွန်တော်ဒါဖန်တီးကြတာတွေ့မြင်ရမှာဖြစ်ပါတယ် kitchen dining ကိုကျွန်တော်ဒါအကန့်နဲ့ဒီလိုလေး ခွဲခြားပြီးတော့မတိဆောက်ထားတာလည်းအရန်ကောင်းတဲ့အနေအထားတစ်ခုဖြစ်တယ်။မနက်ဖြန်ဖြန်ညနေဖြန်ဖြန်အမြဲတမ်းဆုံတွဲလို့ရအောင်ကျွန်တော်ဒါဖန်တီးပေးထားတဲ့နွေးထွေးတဲ့ကျွန်တော်ဒါ vibe တစ်ခုကိုရတယ်လို့ကျွန်တော်ခံစားမိတယ်။ဒီခက်ဆိုရင်ဒါကျွန်တော်အခြေကြီးပဲဒါ main master bedroom လို့ခေါ်လို့ရတယ်နောက်ထပ်အခန်းတစ်ခန်းကကျွန်တော်ဒါဒီဘက်မှာပြီးတော့နောက်တစ်ခန်းကလည်းဒီဘက်မှာအားလုံးကအခန်းချင်းကအတူတူပဲဖွဲ့စည်းပုံညာဒေါက်တာဆုံးဖြစ်ပါတယ်ခင်ဗျမင်္ဂလာပါ